ျွန်တော်တို့ငယ်စဉ်ကတည်းကကြားဖူးနေတဲ့စကားတစ်ခုရှိပါတယ်။လဲကြရင်ပြန်ထအဲ့ဒါလူဘဝဆိုတဲ့စကားပါ။ဒီနေ့မှာကျွန်တော်တို့ကလူတိုင်းတည့်ရွယ်မြေကြုံတွေ့နေရတဲ့ဝါရဲ့လောကရန်တက်ကြများဖြစ်တဲ့အောင်မြင်မှု၊ရှုံးနေမှု၊ကြော်ကြားမှုငွေကြီးအလုံးနဲ့အာနာစားတဲ့ဘဝဆိုင်ရာပြဿနာတွေကိုစကလုံးတစ်လုံးနဲ့မိဆက်ရှင်းပြပေးပါမယ်။ဘဝဆိုတာနေတိုင်းလပနေတာမျိုးမဟုတ်လို့နေတိုင်းလည်းကန်ဆိုးနေတာမျိုးမဟုတ်ပါဘူး။ ကျွန်တော်တို့ကမုံတိုင်းတွေကြားထဲမှာယာဉ်လဲပေမဲ့ရှုပ်လူတွေကပုံပြီးတော့တန်မာလာတတ်ကြပါတယ်။အဲဒီလူတွေမှာပါဠိဝါကျက်ရှိလို့လေဒါအမွေရပါပါရမီလားဒါမှမဟုတ်လေ့ကျင့်ယူလို့ရတဲ့စွမ်းရည်လားအဲဒီလူဝါကျက်စွမ်းအားကတော့ resilience ပါပဲ resilience ကိုကျွန်တော်တို့အရင်ကမေးကြည့်တဲ့အခါတန်ခါနိုင်စွမ်းဒါမှမဟုတ်ပြန်ထူတောင်းနိုင်စွမ်းလို့ဆိုပါတယ်အင်္ဂလိပ်မြန်မာအပြည့်အဝရ resilience ဆိုတာတန်ဝေဒနာဖြစ်စီမှု အပြားလဲစားကြည့်လို့လိုက်တဲ့တွန်းလံလွမြောက်နိုင်စွမ်းရှိခြင်းဒါမှမဟုတ်ဒူဗီဒါဗီခံနိုင်စွမ်းရှိရလို့အိပယ်ဖွင့်ပါတယ်ဒီကနေ့ဗီဒီယိုအတွက်ဒီစကလုံးကိုကျွန်တော်တို့ပုံပုံကိုက်နေမယ်အိပယ်လောဂရန်ကိုရဲရင်ရဲကြောပြတ်နိုင်စွမ်းလို့အိပယ်ဖွင့်ကြပါတယ်ဒီနေရာမှာလောဂရန်ဆိုတာအကောင်းဆုံးရှိတယ်လို့ပြောပေမဲ့အကောင်းဆုံးပြင်လောဂရန်တရားဖြစ်တယ်လို့မြင်ချင်းပြလဲရင်ကျွန်တော်ဗီဒီယိုလေးကိုဆက်သွားကြရအောင်မင်္ဂလာပါမိတ်ဆွေ ကျွန်တော်တို့ why wo channel မှာပြန်လည်ကြိုဆိုပါရစေ။ကျွန်တော်တို့ channel ကို like and subscribe လုပ်ရသေးရင်လုပ်ပေးဖို့တောင်းဆိုချင်ပါတယ်။ဒီနေ့ video လေးကအနေငယ်ရှင်းနိုင်ပါတယ်။ဘာလို့လဲဆိုတော့အကြောင်းအရာနည်းနည်းပြီးကြီးစုသူတွေစိတ်ရှုပ်ထွေးနိုင်ပါတယ်။နည်းနည်းပြီးရေးကြည့်ရတဲ့ဘယ်ကိုနားလည်လျော်စူးစီးတင်ပြထားလို့စိတ်ရှုပ်ထွေးစရာမရှိဘဲဆုံးဒီကြီးစုပေးဖို့တိုက်တွန်းချင်ပါတယ်။ ဒီဗီဒီယိုလေးမှာကျွန်တော်အပိုင်း6ပိုင်းခွဲပြီးတော့တင်ပြသွားမှာဖြစ်ပါတယ်။အပိုင်း1အနေနဲ့တော့ resilient သမိုင်းကြောင်းနဲ့တသနီးကပညာရှင်များအပိုင်း2မှာတော့ sapi နဲ့စိတ်တက်အပိုင်း3မှာတော့ storyzen နဲ့ resilient ချိတ်ဆက်မှုသဘောတရားအပိုင်း4မှာတော့ American ပြည်တော်စုရှိ CDC NIMH လို့သူတည်နေတာစတန်တွေ့ရှိချက်များအပိုင်း5မှာတော့ tap talk ပညာရှင်များဆွေးနွေးချက်များအပိုင်း6မှာတော့ resilient ဖြစ်လာစေမယ့် light name နည်းလမ်းများကို ၂၁ရာစုသိပ္ပံနဲ့လက်တွေ့ကြတဲ့နေလမ်းများပေါင်းဆက်ပြီးတင်ပြဆွေးနွေးသွားမှာဖြစ်ပါတယ်။ Resilience ဆိုတဲ့စကားလုံးရဲ့တမိုင်းကြောင်းကိုစတင်ကြည့်အောင်။ဒီစကားလုံးကလက်တင်ဘာသာ Resilia ကနေဆင်းသက်လာတာဖြစ်ပြီး ပြန်သွားသည် တက်သွားသည်သို့မဟုတ်ပြန်လက်ထွက်သည်ဆိုတဲ့အဓိပ္ပာယ်ရပါတယ်။ဆောက်ရရာစုအင်္ဂလိပ်ဘာသာနဲ့ရောက်ရှိလာပြီးပစ္စည်းတစ်ခုရဲ့အကျန်းခံနိုင်စွမ်းနဲ့မူလပုံစံပြန်ရောက်နိုင်စွမ်းကိုဖော်ပြဖို့တုံ့ဆွဲခဲ့ပါတယ်။ ဆရှိရသူနဲ့ဆကွေးရသူတွေမှာဘီတုကပညာဓာတုဗေဒနဲ့အင်ဂျင်နီယာပညာရက်တွေမှာဒီအိဗယ်နဲ့ဆက်သုံးခဲ့ကြပါတယ်။ဒါပေမဲ့20ရာစုလယ်ပိုင်း1940 1950ခုနှစ်လောက်မှာစိတ်ပညာရှင်တွေကဒီစကားလုံးကိုလူသားရဲ့စိတ်ပိုင်းဆိုင်ရာအကျဉ်းခံနိုင်စွမ်းကိုဖော်ပြဖို့စတင်အသုံးပြုလာကြပါတယ်။ဒီလိုနဲ့ဒီစကားလုံးရဲ့ခီးစဉ်ကလက်တင်ကနေသိပံပညာပြီးတော့စိတ်ပညာစီကိုကူးပြောင်းလာခဲ့တာပါ။နောက်ပိုင်းစိတ်ပညာပညာရေး လူမင်းနဲ့သူတေနာနယ်ပယ်တွေမှာတွင်ကျဲစွာအသုံးပြုလာကြပါတယ်ဒီစကလုံးကိုစိတ်ပညာနယ်ပယ်မှာစတင်မိတ်ဆက်သူကတော့ Norman Gamesy ဆိုတဲ့ဇေယောဂါဘူးဆရာဝန်ကြီးပါသူ့ခန္ဓာရဲ့ရှိမှုသူတေနာဖခင် Father of Resilient Research လို့တော့တင်စားခေါ်ဆိုကြပါတယ်1980ဝင်းကျင်မှာ Gamesy ကစိတ်ပိုင်းဆိုင်ရာဒဏ်ရာရနိုင်ခြင်းအမြင့်ဆုံးကလေးတွေကိုလေ့လာခဲ့ပါတယ်သူ့အားအသင့်စေတာက ဒုက္ခတွေအများကြီးခံစားရပေမဲ့ဘဝမှာအောင်မြင်နေတဲ့ကလေးတွေရှိနေတယ်ဆိုတဲ့အချက်ပါပဲ။ဒီကနေ့ resilience ဆိုတဲ့သိပ္ပံဆိုင်ရာစိတ်ကူးသစ်ကိုစတင်ခဲ့ပါတယ်။ Gamesh's Project Confidence Launching Junior Study PCRL လို့ခေါ်တဲ့နှစ်ရှည်လေ့လာမှုကြီးကဒီကလေးတွေထဲမှာကာဝေပေးသောအချက်များ productive factor လို့ခေါ်တဲ့စွမ်းအားတွေရှိနေတာကိုဖော်ထုတ်ခဲ့ပါတယ်။ဒီချက်တွေကမိသားစုရဲ့ပံ့ပိုးမှု လေးတွေရဲ့ကိုပိုင်ညာရဲ့ညံသွေးနဲ့အခြားသူတွေရဲ့ကောင်းမွန်တဲ့ဆက်ဆံရေးတွေပဲဖြစ်ပါတယ်။ကာမေဇီယာပြင်ပဖီစီမှု extra နဲ့ strat နဲ့ကာကွယ်ပြီးတော့ချက်များ productive factor တို့ကြားဟန်ချက်ညီမှုကကလေးတယောက်ရဲ့အောင်မြင်မှုကိုဆုံးဖြတ်တယ်လို့ဖော်ထုတ်ခဲ့ပါတယ်။သူရဲ့နာမည်ကြီးကိုကကြက်ကတော့ risk does not determine destiny ဆိုတဲ့အနည်းငယ်တစ်ခုတည်းကကံကြမ္မာကိုဆုံးဖြတ်ခြင်းမရှိဘူးဆိုတဲ့အချက်ပါ။ကာမေဇီယာသူစင်နာကလေးဖွံ့ဖြိုးရေးစေရောဂါပိတာ Development Psychopathology နယ်ပယ်အတွက်ဖုံးပြချပေးခဲ့ပါတယ်။ Resilience ဟာမွေးရပါပါရမီ မဟုတ်ပဲရေးချင်းတိဆောက်နိုင်တဲ့ skill တစ်ခုဖြစ်တယ်ဆိုတာပထမဆုံးအကျိသက်သေပြခဲ့တာပါ။ Norman Gamis ရဲ့လမ်းကြောင်းကိုဆက်လက်ရှောင်လန်းခဲ့တဲ့ Amy Warner နှစ်ပေါင်း40ကျော်ကြာလီလာမူကြီးတို့ကိုဦးဆောင်ခဲ့ပါတယ်။သူရဲ့ကာဝိုင်း Longitudinal Study ဆိုတဲ့ ီလေးလာမှုမှာဆွေးရဲမွေးတမှုမိသားစုပြဿနာတွေကြာကြီးပြင်းလာတဲ့ကလေး6ရာ98ရောက်ကိုလိုက်လေးလာခဲ့တာပါရလတ်ကတော့အားစရာကောင်းလောက်ကလေး3ပုံတပုံဟာကျမ်းမာပျော်ရွှင်ပြီးအောင်မြင်တဲ့လူကြီးတွေအဖြစ်ကိုရောက်ရှိသွားတာပဲဖြစ်ပါတယ်ဘဝနာကဒီကလေးတွေမှာအတွင်းမိုင်းထိန်းချုပ်မှုပုံ internet locus of control ခေါ်ကိုကျမကိုဖန်တီးနိုင်တဲ့ယုံကြည်တဲ့စိတ်နေသဘောထားပုံမရှိကြောင်းတွေ့ရှိခဲ့ပါတယ်။ဒီတရှိချက်ကိုနောက်ထပ်ချက်တွင်ခဲ့သူကတော့အမစ္စတန်ပါ။ သူမကဒီချက်ကိုနှစ်ချုပ်ပြီး ordinary magic လို့အမည်တက်ခဲ့ပါတယ်။တကယ်တော့ခန္ဓာရဲ့ရှိခြင်းဆိုတာထူးခြားတဲ့အရေးချင်းတွေကလာတာမဟုတ်ပဲဗမာမိသားစုဆက်ဆံရေးနဲ့လူမှုဖွဲ့စည်းဆိုင်ရာရင်းမြစ်တွေကလာတယ်လို့ဆိုပါတယ်။ခန္ဓာရဲ့ရှိခြင်းဆိုတာထူးခြားတဲ့စွမ်းရည်တစ်ခုမဟုတ်ပဲကျွန်တော်တို့အားလုံးမှာရှိတဲ့တဏ္ဍာန်အရင်းမြစ်တွေပေါ်ကပေါ်ထွက်လာတဲ့စွမ်းအားတစ်ခုပါ။ ေတ္တသူတွေနာကျွန်တော်တို့ရဲ့ခန္ဓာရဲ့ရှိမှုဆိုင်ရာအမြင်ကိုလုံးဝပြောင်းလဲပစ်ခဲ့ပါတယ်။ Columbia University က Professor Geoff Bonanno ရဲ့နေပေါင်းများစွာသူတင်နာပြုချက်အရလူသားလုံးရဲ့90%အကန့်တုန်းကနေ60%အနုံထိအကြီးမားတဲ့ထိခိုက်မှုတွေဥမာရှေ့ရသူဆုံးရှုံးခြင်းစစ်ပွဲသဘာဝဘေးရန်တွေနဲ့ပြင်းထန်သောစိတ်ဒဏ်ရာကိုကြုံတွေ့ပြီးနောက်မှာတော့သဘာဝတိုင်းလျင်မြန်ပြန်လဲထူထောင်နိုင်စွမ်းရှိတယ်ဆိုတာတွေ့ရှိခဲ့ရပါတယ်။ Professor Geoff ကဒီလိုလူတွေမှာခန္ဓာရဲ့ရှိမှုလမ်းကြောင်း resilient trajectory ရှိတယ်လို့ခေါ်ပါတယ်။သူ့လိုရဲ့ဒူးရကြကခန္ဓာရင်ရှိမှုနဲ့ပြန်လဲကောင်းမွန်လာခြင်းကိုရှင်းရှင်းလင်းလင်းခွဲခြားသတ်မှတ်ခဲ့တာပါ။ခန္ဓာရင်ရှိမှုဆိုတာပြင်းထန်တဲ့ဖြစ်ရပ်တစ်ခုနောက်ပိုင်းဒီနေ့တော့စိတ်ပိုင်းဆိုင်ရာလှုပ်ဆောင်နိုင်စွမ်းကိုဆက်လက်ထိန်းသိမ်းထားနိုင်ခြင်းပါ။ပြန်လဲကောင်းမွန်လာခြင်းကတော့လာနေငယ်ကြစိတ်ပိုင်းဆိုင်ရာပြဿနာများရှိပြီးနောက်ဖြည်းဖြည်းချင်းပုံမှန်ခြေနေကိုပြန်ရောက်လာခြင်းဖြစ်ပါတယ်။ Browser Joy ရဲ့သူစင်နာ ခန္ဓာရင်ရှိမှုသည်ရှားပါတယ်ဆိုတဲ့ရှိုးသက်ယူဆကိုစိန်ခေါ်ခဲ့ပြီး Resilient is common not rare ခန္ဓာရင်ရှိခြင်းသည်ရှားပါသောအရာမဟုတ်ဘဲအဖြစ်များသည်ဟုသောဆောင်းပုတ်သည်ခေတ်သည် Resilient သူတည်နာရဲ့ဥဆောင်ပညာရှင်ကျော့ဘိုနာနုရဲ့အဓိကယူဆဖြစ်လာပါတယ်ကျွန်တော်တို့ရဲ့လောကရန်ကိုရရရင်ရင်ရင်ဆိုင်နိုင်စွာတနည်းအားဖြင့်ခန္ဓာရည်ရှိမှုဆိုင်ရာခီးစဉ်ကနာဂတ်စီကိုရောက်ရှိလာခဲ့ပါပြီ မိုက်ကယ်အန်ကားဆိုတဲ့ပညာရှင်က၎င်းနယ်ပယ်ကိုနှဆိုင်စွာချက်ထွင်ပေးခဲ့ပါတယ်။လူမှုပတ်ဝန်းကျင်ဆိုင်ရာခန္ဓာရေးသဘောတရား Social Ecological Theory of Resilience ကိုမိတ်ဆက်ပေးခဲ့ပါတယ်။ဒေါက်တာမိုက်ကယ်အန်ကားဆိုတာနိုင်ငံတကာအသိအမှတ်ပြုခံရတဲ့ Resilient ခန္ဓာရေးစွမ်းပညာရှင်မိသားစုကူရုံးပညာရှင် Family Therapist နဲ့လူမှုဝန်ထမ်းပညာရှင် Professor of Social Work တူဖြစ်ပါတယ်။ Dalhousie University မှာ Social Work ပါမောက္ခနဲ့ Resilient Research Center မှာတည်ထောင်သူဒါရိုက်တာဖြစ်ပြီးကလေးငယ်များမိသားစုများနဲ့အကြက်တဲကြုံတွေ့နေရတဲ့အရွယ်ရောက်ပြီးသူများရဲ့ Resilient ပေါ်မြေပြင်သူတင်တာပြုလုပ်ရာတွင်ဥဆောင်ခဲ့ပြီးနိုင်ငံပေါင်းဒေါ်လာသိန်းကျော်ကသူတွေစီများနဲ့ပူးပေါင်းလှူဆောင်လျက်ရှိပါတယ်။အင်္ဂါရဲ့အဓိကဆောင်ပုဒ်မှာ Resilient is not a universal truth but a contextual truth ဖြစ်ပါတယ်။ခန္ဓာရဲ့ရှိခြင်းဆိုတာကမ္ဘာလုံးဆိုင်ရာအမှန်တရားတစ်ခုမဟုတ်ဘဲအဝင့်ကျင်လိုက်ပြောင်းလဲနေတဲ့အမှန်တရားတာဖြစ်တယ်။ ဆိုလိုတာကခန္ဓာရဲ့ရှိမှုဟာတူးချင်းစီရဲ့စိတ်ပိုင်းဆိုင်ရာခွန်အားတစ်ခုတည်းနဲ့မဆိုင်တော့ပဲကျွန်တော်တို့နေထိုင်တဲ့ယဉ်ကျေးမှုနဲ့ပတ်ဝန်းကျင်ဆိုင်ရာအခြေအနေများ cultural and contextual factor အပေါ်မှာအခြေခံပါတယ်။ဒါကောင်လေ့လာခဲ့တဲ့လူမှုပတ်ဝန်းကျင်စနစ်သူတည်တည်တွေ့ရှိကြရာခန္ဓာရဲ့ရှိမှုဆိုတာဒေသစုအကြောင်းလုပ်ငန်းခွင်နဲ့လူမှုအတိုင်းအဝိုင်းကဲ့သို့သောပတ်ဝန်းကျင်စနစ်များကဤသို့ပံ့ပိုးနေတယ်ဆိုတာကိုသိရှိခဲ့ပါတယ်။ သူ့ရဲ့ခန္ဓာရည်ရှိမှုကိုထောက်ပံ့ပေးတဲ့အဓိကအရင်းမြစ်ခုနှစ်မျိုးကိုဖော်ထုတ်ခဲ့ပါတယ်။နံပါတ်၁ချက်ကတော့ထိန်းချုပ်မှုရှိခြင်း sense of control ပါ။ sense of control ဆိုတာပြင်ပအခြေအနေများကတင့်ကိုလုံးဝလွှမ်းမိုးထားတယ်လို့ခံစားရခြင်းမျိုးမဟုတ်ပဲမိမိကိုယ်ပိုင်ဆုံးဖြတ်ချက်လှုပ်ဆောင်ချက်များကဘဝရဲ့လမ်းကြောင်းကိုကိုယ်တိုင်ပုံဖော်နေတယ်လို့ယုံကြည်ခြင်းဖြစ်ပါတယ်။အဲဒီအတွက်ဖြည့်ရှင်းနေရတော့စိန်ခေါ်မှုတွေကြုံလာတဲ့အခါမှာလက်မြောက်အရှုံးပေးခြင်းမရှိပဲပြဿနာတွေကိုကင်တွယ်ဖြည့်ရှင်းရမိမိမှာရည်ချင်းရှိတယ်လို့ယုံကြည်ခြင်းမျိုးပါ။ ။ဒီယုံကြည်ချက်က resilient အတွက်လှုပ်ရှားအားကိုတွန်းပို့လိုစိတ်ဖြစ်ပေါ်စေပါလေ။ဒုတိယတစ်ချက်ကတော့မိမိကိုယ်ကိုနားလည်မှု set awareness ဖြစ်ပါတယ်။ set awareness ဆိုတာမိမိစိတ်ခံစားချက်များအားသာချက်အားနည်းချက်များတန်ဖိုးနဲ့ရည်ချက်များကိုပွင့်လင်းစွာသိရှိနားလည်ခြင်းကိုဆိုလိုပါတယ်။စိတ်ပူစီမှုသုံးဖို့အခက်အခဲနဲ့ကြုံတွေ့ရတဲ့အခါမိမိအတွင်းစိတ်အခြေအနေများကိုသိရှိသားခြင်းဖြင့်မိတို့တုံ့ပြန်ရမယ်ဆိုတာချိန်နဲ့တပြည့်ညီတတိပြုမိခြင်းဖြစ်ပါတယ် မိကိုယ်ကိုနားလဲသူများကစိတ်ပီစီမှုစွတ်ဒါမှမဟုတ်စိတ်ရကြခြင်းဘန်းအောက်တို့ရဲ့လက္ခဏာများကိုစောစည်းသာဖမ်းယူသိမြင်ကြပါတယ်ဒီလိုချက်ပြမှုတွေကစောစည်းသာသိမြင်ခြင်းကပြဿနာမကြီးထားခင်လင်းမြသောအခိုင်အတည့်ဖြည့်ရှင်အခွင့်အရေးရရှိတာကြောင့် resilience ကိုတိုင်ရိုက်ထောက်ကူပြုစေပါတယ်မိကိုယ်ကိုကောင်းစွာသိရှိခြင်းကြောင့်စိတ်ပီစီမှုဖြစ်လာတဲ့အခါမှာထောက်ပံ့ကောင်းများကိုရွေးချယ်နိုင်ခြင်းပါဒါကတော့မိမိပြဿနာကိုအသင့်တော်ဆုံးဖြည့်ရှင်ပေးမဲ့ပုံကိုဒါမှမဟုတ်လိုက်လောညှိထွေတဲ့ဖြည့်ရှင်သည် coping mechanism ကိုရွေးချယ်နိုင်ခြင်းဖြင့် ဂျူရင်ခန္ဓာရည်စွမ်းကိုတိဆောက်ထားတာဖြစ်ပါတယ် resilient ရဲ့အဓိကလက္ခဏာဖြစ်တဲ့အချိန်ဝင်ပြည့်ပြည့်လဲနလန်ထူနိုင်စွာ bounce back ability ကိုတိုက်ရိုက်ပံ့ပိုးပါတယ်ခက်ခဲတဲ့ဖြစ်ပျက်တစ်ခုဖြစ်ပေါ်ပြီးနောက်စိတ်ဓာတ်ကြမှုဒါမှမဟုတ်ဒေါသထွက်မှုတွေမှာနင်းမြုပ်မနေပဲလင်းမြန်းသွားတည်ငြိမ်မှုကိုပြန်လဲရယူနိုင်ခြင်းဖြစ်ပါတယ်နံပါတ်3ချက်ကတော့စိတ်လှုပ်ရှားမှုကိုထိန်းချိနိုင်မှု emotion regulation ပါ emotion regulation ဆိုတာပြင်းထန်တဲ့စိတ်ပီစီမှုဒါမှမဟုတ်အခက်အခဲတွေနဲ့ကြုံတွေ့တဲ့အခါမိခံသားချက်တွေကိုလိုလားပတ်ပွဲထွက်ခြင်းမရှိဘဲတင့်လျော်တဲ့အဆင့်မှာထိန်းသိမ်းထားနိုင်ခြင်းကိုဆိုလိုတာပါစိတ်လှရှားမှုတွေကိုဖိနှိပ်ထားခြင်းမလုပ်ဘဲ၎င်းမကောင်းတဲ့ခံစားချက်တွေကိုမိမိပြဿနာဖြေရှင်းနိုင်စံမထိခိုက်စေဖို့စီမံခန့်ခွဲခြင်းလှုပ်ဆောင်ခြင်းဖြစ်ပါတယ်ဥပမာစိတ်ပြတ်အားငယ်မှုခံစားရတဲ့အခါချက်ချင်းလက်လျှော့မယ်စား ထိုဆိုင်ရောလက်တွေ့ကြတဲ့လုပ်ငန်းစဉ် task focus activity ကိုပြောင်းလဲအသုံးပြုခြင်းဖြစ်ပါတယ်။ဟန်ဂါရဲ့ပေါ်တိုချက်တံမလေးကတော့မိမိရဲ့တံမိုးကိုတည်ရှိမှုဆက်ဖီကာစီဖြစ်ပါတယ်။ဆက်ဖီကာစီဆိုတာအခက်အခဲများပြဿနာများနဲ့ဖီစီးများကြုံလာတဲ့အခါငါးဒီယာကိုဖြစ်ရှင်းနိုင်သာရှိတယ်ဆိုတဲ့တွင်းစိတ်ကယုံကြည်ချက်ကိုဆိုတာပါ။ဒီယုံကြည်ချက်ကလောရန်ကိုရင်ဆိုင်ရမှာရှေ့ဆက်တွေ့ကြိုးစားအားထုတ်လို့စိတ်ကိုဖြစ်ပေါ်စေပါတယ်။ဒီဆိုင်ရမွေးရပါမဟုတ်ပဲလေးလာတင်ယူရနိုင်ပါတယ်။ ဥမာတိတ်ကာလာကမိမိခက်ခဲတဲ့အခြေအနေကိုဘယ်လိုကျော်လာအောင်မြင်ခဲ့ရလဲဆိုတာပြန်လည်အမှတ်ရခြင်းဖြင့်လက်ရှိပြဿနာများကိုပါထပ်မံကျော်လာနိုင်လိမ့်မယ်လို့ယုံကြည်တဲ့စိတ်ပိုင်းဆိုင်ရာခွန်အားကိုတိုးစေနိုင်ပါတယ်။ South Africa ဒီမြင့်သူများစိန်ခေါ်မှုများကိုချင်းကြောက်မှုဖြစ်မမြင်ပဲကြံ့ကျင်မှုတိုးတက်လာမယ့်ခွင့်ရေး opportunity ဖြစ်ရှိမြင်ပါတယ်။ဒါကြောင့်၎င်းတို့ကပုံမှန်ထိရောက်သောအောင်မြင်မှုစီသို့ဦးတည်သော ဖြည့်ရှင်းနည်းများကိုရဲရင်ရွေးချယ်အသုံးပြုပြီး resilience ကိုခိုင်မာအောင်တည်ဆောက်နိုင်တယ်လို့ဆိုပါတယ်။ ဖော်ထုတ်ချက်နံပါတ်5ညွှန်းနေချက်ထားရှိမှု realistic optimist realistic optimist ဆိုတာပြဿနာရဲ့လက်တွေ့ကျတဲ့အနေကိုမြင်းဆိုပဲလက်ခံခြင်း realistic နဲ့အတူထိုးချင်တွေကိုကြော်လွှားနိုင်ပြီးအကောင်းဆုံးရလဒ်ကိုရရှိလိမ့်မယ်လို့ယုံကြည်ခြင်း optimist ကိုပေါင်းစပ်ထားခြင်းဖြစ်ပါတယ်ဒီစိတ်နေသဘောထားကလူတူရဲ့စိတ်ပြည့်စုံမှုအောက်တွင်လက်လျှော့အရှုံးမပေးဘဲဖြည့်ရှင်းတဲ့ solution ကိုတက်ကြတာရှာပြန်တွန်းအားပေးထားပါတယ်ဒီနည်းလမ်းကအသင်ကိုစောင့်ကြည့်ပေးပါတယ် ဘာလို့လဲဆိုတော့ຢာအလုံးကိုစင်ပြေသွားလိမ့်မယ်ဆိုတဲ့မျက်စိမယုံကြည်မှု right hope တဲ့လုံးဆောင်နိုင်စမ်းရှိတယ်ဆိုတဲ့မျှော်လင့်ချက်ကိုပြီးထားတာပါ realistic optimist မြန်မာသူတွေဟာအစိုးမြင်သူများကဲ့သို့စိုးရိမ်ပူပန်ခြင်းဒါမှမဟုတ်စိတ်ကူးရင်အကောင်းမြင်သူများကဲ့သို့ပေါ်ဆာခြင်းမရှိပဲစိန်ခုံများကိုရင်ဆိုင်ရစနစ်ကျပြင်ဆင်ခြင်းဖြင့်မိမိရဲ့ခန္ဓာရည်စွမ်း resilient ကိုတိုးပွားစေပါတယ်ပေါ်ထုတ်ချက်6လူမှုရေးထောက်ပံ့မှု social support ဆိုရှယ်ဆပ်ပိုးဆိုတာအခက်ခဲတဲ့ဖြစ်စည်းမှုတွေကြုံရတဲ့အခါမိသားစုမိတ်ဆွေအတိုင်းပါစားသည့်ကိုရက်တီကိုစိတ်ပိုင်းဆိုင်ရာစိတ်ခံစားမှုဆိုင်ရာသတင်းချက်လက်ဆိုင်ရာနဲ့ရုပ်ပိုင်းဆိုင်ရာအကူအညီများကိုရရှိခြင်းကိုဆိုတာပါ။နောက်ကသင်ခက်ခဲကြုံနေရချိန်မှာအထူးကြံ့ကျင်တဲ့မျှော်လင့်ချက်မဲ့ခြင်းတွေကိုတိုက်ဖြတ်ပေးပါတယ်။ဒါကစိတ်ပိုင်းဆိုင်ရာလုံခြုံရေးခွင့်ရတစ်ခုပါ။သင်ကိုစိန်ခေါ်မှုများအောက်တင်ပြိုလဲမသွားစေရန်အတွက်၎င်းတို့ကလုံခြုံရေးခွင့်ရ safety net ဖြင့်ကာကွယ်ပေးထားလိုပါ။ ခက်ခဲသောအချိန်မှာယုံကြည်ရသူတို့နဲ့စကားပြောဆိုခြင်းကစိတ်ဖူစုမှုကိုချက်ချင်းလျှော့ချပေးနိုင်တဲ့စိတ်ကျန်းမာရေးဆိုင်ရာအကြံအစည်တစ်ခုဖြစ်လှူဆောင်ပေးပါတယ်။ကြားသူများရဲ့တွေ့ကြုံနဲ့အမြင်များကိုနားထောင်ခြင်းဖြင့်ပြဿနာများကိုမတူညီသောရှုထောင့်မှမြင်နိုင်ပါတယ်။ဒီလုံခြုံရေးခွန်ရက်ကပင်တူရဲစူးစမ်းရေးမြင်သောအခါထိရောက်သောဖြည့်ရှင်းနေကိုပင်စတရတဂျီကိုပြင်ပမှအရင်းမြစ်တစ်ခုနေဖြင့်လိုအပ်တဲ့ resilience ကိုပေးစွမ်းနိုင်ပါတယ်။ န်ကာရဲ့နောက်ဆုံးဖော်ထုတ်ချက်မက်ဆင်ခုနှစ်ကဘဝရဲ့အသေးပဲကိုရှာဖွေနိုင်မှုစမ်းစော်မီနင်းဖြစ်ပါတယ်။စမ်းစော်မီနင်းဆိုတာဘဝကိုမိမိတူရဲ့အတွက်သာရှင်သန်ခြင်းထက်ပုံမူကြီးမားသောရည်ရွယ်ချက်တန်ဖိုးဓမ္မမဟုတ်ယုံကြည်ချက်ဥမာဘာသာရေးလူမရေးတာဝန်သာသမီများအတွက်ရည်ချက်ထားရှိမှုလို့လည်းခြေဆက်တင်နိုင်ခြင်းလို့ဆိုတာပါ။စိတ်ဓာတ်ရတော့မဟုတ်ကြီးမားတဲ့ဆုံးရှုံးမှုတွေနဲ့ ။ဘာကြောင့်ဒီလိုဖြစ်ရလာလဲဆိုတဲ့မေးခွန်းကိုမိမစာ။ဒီဒုက္ခဆင်းရဲတွေကမိမိဘဝကိုဘယ်လိုပုံပေါ်ပြီးနေလဲဆိုတာကိုသိဖို့ပါ။နောက်ပြီးခြားသူများအတွက်ဂျိုးပြိုရဲ့ကုညီမှုတွေကိုလှုပ်ဆောင်နေနိုင်ခြင်းဆိုတဲ့အဓိပ္ပာယ်ရှိရရှိတော့မှာပြန်လည်ကြည့်ရှုနိုင်ခြင်းကိုတည်နိုင်ဒီမြင်က resilient ကိုအမြင့်ဆုံးအထိမြင့်တင်ပြရတယ်။အဘာကြောင့်ရှင်သန်ရမလဲဆိုတာကိုသိသူတူပါ။လူလောကရန်အစင်မပြေမှုကိုမဆိုးနေဆိုင်ကျော်လွှားနိုင်တယ်ဆိုတဲ့တမိစိတ်တက်ကိုရှင်းတင်လိုက်တာပါ။ ဝါရဲ့အိဘယ်ကိုနားလဲခြင်းကခိုင်မာတဲ့တွင်အားကိုတူစေပါတယ်။ဘိုင်ဂယ်အန်ဂါရဲ့တူးသေးတဲ့နာလက်တွေ့ဘဝကိုဆန်းသက်လာပါပြီ။နိုင်ငံပေါင်း၁၇နိုင်ငံကကလေးငယ်1500ပါဝင်တဲ့ International Resilient Project ကိုဦးဆောင်ခဲ့ပါတယ်။ Resilient ကိုတိုင်းတိုင်းရဲ့ CYR EIN နဲ့ IN ကဲ့သို့သောကရိယာများကိုလည်းဖွံ့ဖြိုးစေခဲ့ပါတယ်။ဒီကရိယာတွေကစိတ်ပညာနဲ့လူမှုရေးတူးသေးတဲ့နာနယ်ပယ်မှာအသုံးပြုတဲ့ quantitative measurements tool တွေဖြစ်လာပါတယ်။ ၎င်းတို့ကိုအသုံးပြုပုံကတော့မိကွန်းပုံစံ questionary ကိုတိဆောက်ပြီးမိကွန်းများမြင်မြင်ချင်းဖြစ်ပါတယ်ဥပမာကျုပ်ရဲ့မိသားစုကကျုပ်ကိုကူညီရန်အမြဲစင်တင်ရှိသည်ဆိုတဲ့အချက်ကိုအမှတ်စဉ်တက်မှအမှတ်စဉ်၅ကြအမှတ်ပေးတဲ့စနစ်မျိုးပါထို့နောက်ဒီအဖြေတွေကိုဂိင်းကနန်းများဖြစ်ပြောင်းလဲခြင်း quantification လုပ်ပြီး resilience ရဲ့အဆင့်ကိုတိုင်းတာခြင်းဖြစ်ပါတယ်နောက်ထပ်ဗီဒီယိုတွေမှာ statistics စိမ်းပညာရဲ့ သဘောတရားအသုံးဝင်ပုံနဲ့ research လုပ်တဲ့နည်းလမ်းတွေကိုတင်ပြပေးသွားမှာဖြစ်ပါတယ်။ Michael Anga Ardu Resilient Program ကိုဆက်လက်လှုပ်ဆောင်ခဲ့ပါတယ်။၎င်းကတိုင်းတာတဲ့ကိရိယာမဟုတ်ပဲ resilient ကိုမြင့်တင်ရန်အသုံးပြုတဲ့ intervention method တို့မဟုတ် training method တွေဖြစ်ပါတယ်။ Michael Anga cultural resilient တို့မဟုတ်ယဉ်ကျေးမှုဆိုင်ရာခံနိုင်ရေးရှိမှုပေါ်လေးထားလှုပ်ဆောင်ခဲ့ပါတယ်။

ဒီဆိုမိတ်ကိုမိတ်ဆွေတို့ကြားဘူးကြမှာပါ1895ခုနှစ်ကသက်၁၂နှစ်အရွယ်ကလေးသူ UTV ယောဂကြောင့်ပပက်ချတော့ကိုတွေ့အောင်လာကနေဖြတ်တောက်ခဲ့ရပါတယ်။နောက်ပိုင်းမှာညာဘက်ခြေောက်ပါယောဂကုဆက်ပြန့်နှံ့လာလို့ဆရာဝန်တွေကဖြတ်တောက်ဖို့ပြောခဲ့ကြပါတယ်။ဒါပေမဲ့အစိုးရလူဝင်ကညှင်းပယ်ပြီးထိုခေတ်ကခွဲစိတ်ဆရာဝန်ကြီးဂျိုးဆက်လက်စတာစီမှာကုသမှုခံယူခဲ့ပါတယ်။လာပေါင်းများစွာ ခွဲစိတ်ပူပေါင်းများစွာပြုလုပ်ပြီးဈေးဥမာနာကျင်မှုများစိတ်ဝိညာဉ်ရဲ့စိန်ခေါ်မှုများကိုရင်ဆိုင်နေရပြီးပြန်လည်တက်တာလာချိန်မှာတော့ဒီကြပြာကိုရေးသားခဲ့တာဖြစ်ပါတယ်ထိုချိန်ကာလကသူ့ကိုဒုက္ခနဲ့ခံနေရှိမှုတို့ရဲ့ပြယုတ်တူဖြစ် လူသိများကြပါတယ်နက်ဆန်မန်ဒလာဟာထောင်ထဲမှာ28နှစ်ကြာဒီကြပြာကိုရွတ်ဆိုပြီးသူ့ရဲ့စိတ်သက်ခေါင်းဆောင်မှုကိုထိမ့်သိမ့်ပြသနိုင်ခဲ့ပါတယ် ဒီကဗျာအနေရလာတဲ့အတိကပြပကဘာတွေပဲဖြစ်လာပါစေကျွန်တော်တို့ရဲ့အတွင်းစိတ်နဲ့ဆုံးဖြတ်ချက်ကိုဘယ်သူမှလာရောက်ထိန်းချုပ်ခွင့်မရှိဘူးဆိုတော့ညတော့စိတ်တဲ့ unbound spirit ပါပဲဒါဟာ resilient ပါဒီကဗျာအင်္ဂလိပ်စာပေမှာအကိုရခံရဆုံးကဗျာတစ်ခုဖြစ်ပါတယ်2မိနစ်ကျော်စာတန်ဖိုးရှိတဲ့ကဗျာတစ်ခုကိုကျွန်တော်တို့အတူတူဖတ်ရင်းဒီကဗျာဆရာဘယ်သူလဲဆိုတာကိုစက်ကြည့်ကြရအောင် out of the night that covers me. Black as the pit from pole to pole. I thank whatever gods may be for my unconquerable soul. In the fell clutch of circumstance,

but the horror of the shade. And yet the menace of the years finds and shall find me unafraid. It matters not how straight the gate, how charged with punishments the scroll. I am the master of my fate. I am the captain of my soul. စ်ဆွေတို့ဒီပြားကိုဖတ်ပြီးသွားပါပြီဒီချိန်မှာမိတ်ဆွေစိတ်ထဲမှာဖြစ်နေမှာကဘဝအတိတ်ပဲလားဒါမှမဟုတ်ရင်ထဲကခံစားချက်တခုခုလားဒါမှမဟုတ် စိတ်သက်ခွန်အားလားဆိုတာလေဒါမှမဟုတ်ဒီခံစားချက်တွေအလုံးလည်းဖြစ်နိုင်ပါတယ်ဒီပြားကို1895ခုနှစ်ကဝီလျံအာနက်စ်ဟန်လီဆိုတဲ့ကဗျာဆရာကရေးသားခဲ့တာပါဒီကဗျာရဲ့အမည်ကတော့ Invested မြမလို့အနိုင်မခံသော မရှုံးနေတော့လို့အဓိပ္ပာယ်ရပါတယ်။သူဟာအင်္ဂလိပ်ကဗျာဆရာအစီရေးဆရာဖြစ်ပြီးဒီကဗျာကိုသူ့ဘဝအခက်အခဲတွေထူးသဖြင့်မိမိရဲ့ခန္ဓာကိုယ်အစိပ်ပိုင်းဆုံးရှုံးလိုက်ရပြီးနောက်ထပ်ဆုံးရှုံးမှုတွေကိုနာကျင်မှုများစွာနဲ့စိန်ခေါ်မှုများစွာကိုရင်ဆိုင်ကြော်လွှားနေချိန်မှာဖြေသခဲ့တာပါ။ဒီကဗျာမှာ resilience ဆွမ်းအားကိုအပြည့်အဝပေါ်ကျူးခဲ့တယ်။ဒီဆွမ်းအားလူသားတို့ရဲ့နှလုံးသားနဲ့စပ်ပြီးစဉ်းစားမှလည်း ခိုင်မာတည်ရှိနေတာမဟုတ်ပဲလက်တွေရင်ဆိုင်နန်စွမ်းကိုပါပေးဆွမ်းနိုင်တယ်ဆိုတာကိုသက်သေပြနေတာပါနမေကျော်ဤကုန်းချုပ်စာကြောင်းမှာခင်လီကနောက်တပလွန်ဘွားရဲ့ဖြစ်နိုင်ခြေရှိသော နောက်ဆုံးစီရင်ဆုံးဖြတ်မှုကိုပယ်ချထားပါတယ်ကောင်းကင်ဘုံသောဝင်ပေါက်သည်ညီမြပြင်ကျင်းမြောင်းစေကမူသို့မဟုတ်သူရည်ပြင်းများစေရင်သည်ညီမြပြင်ပြစ်ဒဏ်များဖြင့်ပြည့်နှက်စေကမူ ူတည်သူ၏ကိုယ်ပိုင်ကြည်ရှိမှုပေါ်တွင်ဆုံးစွန်သောအခွင့်အာဏာရှိကြောင်းခိုင်မာပြောကြားထားပါသည်။နောက်ဆုံးစာကြောင်းတစ်ကြောင်းမှာမိမိကိုယ်ကိုအုပ်စိုးခြင်းနှင့်ပုဂ္ဂိုလ်ရေးတာဝန်ယူမှုဤထာဝရကြီးညာချက်တစ်ခုပင်ဖြစ်ပါသည်။